Hello အားလုံးပဲမင်္ဂလာပါဖူအာ United Show ကနေကြိုဆိုပါတယ်နော် United Show ကတမငါဒါဘယ်ရောက်နေလဲ Sorry 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 Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့မနက်ခင်းပိုင်းမှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကိုကျွန်တော်တို့သာပြောသွားမှာပေါ့နော်။အသင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရထားတဲ့သတင်းအကြောင်းအရာတွေပေါ့ဗျာ။အားလုံးပဲမင်္ဂလာပါ။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီအသင်းဘက်ကဒီအပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ပေါ့နော်။တောက်လျှောက်သတင်းတွေတက်နေတဲ့အနေအထားမှာပြောစရာကောင်းတဲ့သတင်းလေးတွေကျွန်တော်တို့ရှိတယ်။ အဲ Ryan Giggs တို့ဘာလို့ကတော့ဗျာဒီ Emory နဲ့ပတ်သက်တဲ့အခြေအနေကိုသုံးသပ်ထားတာလေးတွေကျွန်တော်ရှိတယ်ပေါ့နော်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဆွေးနွေးသွားမယ်ပထမဆုံးကတော့ Manchester United အတင်းကဒီ Greek เนาะ Greek ကလပ်တင်တစ်ခုဖြစ်တဲ့ Olympia Course ရဲ့ဒီအသက်18နှစ်ရွယ်တိုက်စစ်ကစားမလေးဖြစ်သူ Charalambous ကိုနော် Charalambous ကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်ပေါ့ဒါအပြင်အသင်းဘက်ကနေပြီးတော့ဒီကစားမဖြစ်သူ ਨੇ ပတ်သက်လို့ Greek Club Olympiacos အသင်းထံကို ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဆက်သွယ်ဆွေးနွေးမှုတချို့လည်းကျွန်တော်ရှိထားတယ်။အိုလံပီယာကိုစတင်ရဲ့ဘက်ကတော့ဒီကစားမဖြစ်သူကိုရောင်းချလူစိတ်မရှိသေးဘူးဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့ဟိုဒီကစားမနဲ့ပတ်သက်ပြီးတော့ဘာမှသိမထားဘူးဗျာ။ဘာမှသိမထားဘူးဆိုတာဘယ်လိုပြောမလဲ။သူနဲ့ပတ်သက်တဲ့ပွဲတွေလည်းမကြည့်ဘူးကိုနော်ဒီကစားမလေးက18နှစ်ပဲကျွန်တော်ရှိသေးတာနော်18နှစ်ပဲကျွန်တော်ရှိသေးတယ်2009ခုနှစ်မှာမွေးတာပေါ့အဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီယာဒီမှာတော့သူက သူတို့ရဲ့ဒီယူရိုပါလိပေါ့နော်ယူရိုပါလိမှာဆိုလို့ရှိရင်တော့သူရှစ်ပွဲတိကစားထားတယ်ဗျာနော်တကူဖန်တီထားတယ်ဆိုတော့เนาะတခြားဘက်ကျွန်တော်ရှိသေးတာဆိုတော့အသက်ကငယ်သေးတာရဲ့เนาะအိုလံပစ်ဒီဂရိကလပ်တွေဖြစ်တဲ့တွေကျွန်တော်ဂရိပြည်တွင်းကလပ်တွေပွဲစဉ်တွေလည်းကျွန်တော်မကြည့်ဘူးဘို့เนาะဆိုတော့ထူးထူးခြားခြားကြီးတော့ဘာမှတော့ကျွန်တော်သိမထားဘူးဒါပေမဲ့လို့ဒီကစားမဖြစ်သူကိုအတင်းဘက်ကတော့လက်ရှိမှာဆက်သွယ်မှုတချို့တွေတော့ပြုလုပ်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါအတင်းဘက်က ်လူငယ်ကစားမတွေကိုခေါ်နေတာဖြစ်တဲ့တွေ့ပြဒါအတိုင်းအတာတစ်ခုတည်းကျွန်တော်မျှော်လင့်လို့ရတယ်အသင်းတာဝန်ရှိသူတွေ Ineos တို့ဘာလို့ကလူငယ်ကစားမတွေကိုလည်းသူတို့ကအဓိကဦးစားပေးပြီးတော့ခေါ်နေကြတဲ့နေရာမှာကျွန်တော်ပါတယ်နော်အဓိကဦးစားပေးခေါ်နေကြတဲ့နေရာမှာကျွန်တော်ပါတယ်ဒါအပြင်လာမယ့်ညရည်အပြောင်းအရွှေ့မှာတော့ senior player တွေကိုဦးစားပေးခေါ်သွားမယ်ဆိုပေမဲ့လူငယ်တွေကိုစိတ်ဝင်စားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တေချာစောင့်ကြည့်နေတယ်။ပြီးခဲ့တဲ့ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်လည်းပဲဂျားကာလာတွေမှာပဲကျွန်တော်ဖြစ်ဖြစ်ညရည်အပြောင်းအရွှေ့တွေမှာပဲကျွန်တော်ဖြစ်ဖြစ်ပေါ့နော်။ ဇန်နဝါရီကာလတွေမှာပဲကျွန်တော်ကြည့်ကြည့်ပြလူငယ်ကစားမားတွေကိုကျွန်တော်ခေါ်ပြီးနိုင်ခဲ့တဲ့နေရာမှာပါတယ်ဆိုတော့ဒီ16ရက်နေ့ပဲကစားမားလေးဖြစ်တဲ့ဒီချာရာလန်ပူးစ်ကိုကျွန်တော်တို့ဒါခေါ်ဖို့အတွက်ချိတ်ဆက်မှုတွေရှိနေတယ်ဆိုတာမျိုးကလည်းဒါဝမ်းသာစရာပဲအနည်းဆုံးတော့ဟုတ်တယ်မနက်ဒါဒီဒီကစားမားလေးကိုယ်တိုင်ကလည်းဒီ attacking midfield မှာကစားတဲ့ center forward မှာလည်းသူကစားတယ်ဗျာပြီးလို့ရှိရင်ဒီ shadow striker second striker အနေနဲ့လည်းသူကစားတယ်ဗျာ attacking midfield မှာလည်းသူကစားတယ်ဆိုတော့ ဒီ Greece U16 U19 နေမှာလည်းသူကရွေးချယ်ခံထားရတာဆိုတဲ့အခါကျတော့အများကြီးမျှော်လင့်ချက်ရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီကစားမကစာချုပ်ကလက်ရှိဒီ Olympia Coach အသင်းနဲ့2030တိသူစာချုပ်ရှိတာ2030ဂျွန်30ရက်လိုက်တိကျွန်တော်ရှိတာဆိုတဲ့အခါကျတော့လက်ရှိမှာကစားနေတာကလည်း Greece မှာဆိုလို့ရင်ဒါ Tier 1မှာကစားနေတာပေါ့နော် Olympia Coach ဆိုတော့ဒါကတော့ဒါငငယ်ရွယ်ရွယ်နဲ့တိတယ်မလားဒီ Senior အသင်းကြီးမှာကစားခွင့်ရတယ်ဆိုတဲ့အခြေချင်းမျိုးကကျွန်တော်မနေပါဘူး ဆိုတော့ဟိုပြီးခဲ့တဲ့နှစ်ကိုကျွန်တော်ပြန်ကြည့်ရင်ယူရိုတို့လိုလူငယ်ကစားမတွေကိုကျွန်တော်ရအောင်ခေါ်တဲ့စီဂိုဂိုနီတို့เนาะချီတို့ OB တို့ဟလာလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ဒါ Aiden Heaven တို့ကစားမတွေပြီးလို့ရှိရင် Diego Carlos တို့လိုကစားမတွေ also Diego Leon တို့လိုကစားမတွေဆိုတော့အတင်းကလူငယ်တွေကိုဦးစားပေးပြီးတော့ခေါ်နေတဲ့တဲ့မှာလည်းကျွန်တော်ပါတယ်ဆိုတော့ဒီကစားမလေးကိုဆက်သွယ်မှုတွေအတင်းဘက်ကပြုလုပ်ထားတယ်ပေါ့နော်တကယ်ထိရောက်မှုတွေရှိမရှိဒါကြည့်ရမှာပေါ့ဗျာဒီရဘောက်ကတော့ Olympia ကိုစတင်ရန်ဘက်ကလက်မလွတ်ချင်ဘူးပေါ့ကျွန်တော်ကတော့ပေါ့နော် တကယ်လို့အတင်းဘက်ကဒီကောင်လေးကိုတကယ်သဘောကျနေတာတကယ်လည်းပဲအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတာဆိုရင်သိကြတယ်ဗျာသိလားဘယ်လိုပြောမလို့ရအောင်ခေါ်လိုက်ဗျာနော်ရအောင်ခေါ်ပြီးတော့ကျွန်တော်တို့ဒါတနည်းဖြစ်ဖြစ်နှစ်နှစ်ရာစီလောက်ဖြစ်ဖြစ်ဗျာအငှားဇက်တိုက်ချထားလိုက်နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလို့အတင်းမှာအထိုင်ကျဖို့တော့နည်းနည်းတော့ခက်သွားမှာပေါ့ဒါပေမဲ့လည်းလို့သူလက်ရှိတိုးတက်နေတဲ့နေရာမှာပဲဆက်နေရတာဖြစ်တဲ့အတွက်ကစားမကတိုးတက်နိုင်စွမ်းပူပြီးတော့မြင့်လာနေတယ် ကျွန်တော်တို့အသင်းကြီးစီကိုရောက်လာတယ်ဆိုလို့ရှိရင်လူငယ်တွေကိုချက်ချင်းလက်ငင်နေရပြီးနိုင်ချင်မှာပြီးနိုင်မှာအဲ့လိုမဟုတ်ဘဲနဲ့ခေါ်ပြီးတော့လူငယ်အသင်းတွေကိုထည့်ပေးတယ်ဆိုလို့ကျွန်တော်တစ်မျိုးပေါ့နော်လူငယ်အသင်းတွေကိုထည့်ပေးမယ်ဆိုလို့ရှိရင်ကစားကွင်းနေရာတွေတော့ကျွန်တော်ရလာမယ်ဒါပေမဲ့တိုးတက်မှုကတော့ဒီဘလူးရောင်းလို့ရင်းမြေချတယ်ဆိုတဲ့အခါကျတော့ဗျာတူချင်မှတော့တူတော့မှာပေါ့နော်ဒါအင်္ဂလန်အင်္ဂလန်မှာရောက်လာရဆိုလို့ရှိရင်ဒါကျုံကန်တဲ့သူတွေကများတယ်မလားအသင်းကြီးဆိုပူတောင်းဆိုတဲ့လူငယ်စာမလေးတယောက်တယ်ဒါကြောင့်ကျွန်တော်တို့အသင်းအနေနဲ့ ီကစားမဖြစ်ဒီကိုခေါ်ပြီးတော့တရားဒီလောက်ဖြစ်ဖြစ်ဒီဘယ်လိုအိုလံပီယာကိုးစ်မှာပဲဆက်ပြီးတော့ထားသင့်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့လည်းပဲလောလောဆယ်မှာတော့အတင်းပတ်ကအမှန်တကယ်ရအောင်ခေါ်နေမလားတော့ကျွန်တော်စောင့်ကြည့်ရမယ်အတင်းပတ်ကလည်းဆက်ပြီးတော့ချိတ်ဆက်မှုတွေလည်းကျွန်တော်ရှိထားပြီးပြီဆိုတော့ဗောနော်မင်္ဂလာပါမင်္ဂလာပါဆရာသမားကြီးညီကောင်းလားအကောင်းပါလေဆရာသမားကြီးနော်ကွန်ပျူတာချစ်သူများကြီးကျမတယ်နော်အခုမှပဲ live လုပ်တော့တယ်ဟုတ်တယ်ဟုတ်တယ်ဆိုတော့က နိုင်ငံပွဲစဉ်တွေရှိတယ်ပြတော့နိုင်ငံပွဲစဉ်တွေကလည်းမင်းလာလိုက်ရင်ဗျလည်းတူ2နာရီ15တို့ဘာလို့လာတာသိရောဒီကောင်တွေကိုကြည့်ပြီးပြီဆိုတာနဲ့မင်း4နာရီခွဲတွေပါဖြစ်ရောနော်အဲဗီဒီယိုတွေပါလို့9နာရီခွဲတွေပါဖြစ်ရောဆရာသမားအမနဲ့ live မလုပ်ဖြစ်တော့အင်းအဲ့ရသေးတာဆရာကြီးနော်ဟိုနော်တကယ်တော့ game letter ဆော့နေတာလည်းပါတာပေါ့ဗျာဟွန်း game ရလည်းတအားကိုဆော့တာသိလားနော် live လွှင့်မှုပဲဆရာသမားတို့ပြောဒါပေမဲ့ live လွှင့်မှုအတွက်ကြားရဲမှာဗျာနော် missing piece တခုရှိနေသေးတယ် အဲ့ဒါကလည်းနောက်တစ်ပတ်လောက်မှဆိုင်ရရောက်မယ်ပါညာဆိုတော့ live လွှင့်တာကအဆင်မပြေသေးဘူးကျွန်တော်ဖြစ်နေတာကိုတခါဆန်းလွှင့်တယ်လို့မျိုးကြည့်တယ်မလားเนาะတိ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 မဖြစ်အောင်လို့မို့ပြီเนาะအဲ့ဟာတပိုက်ကိုကျွန်တော်ရှားနေတာသူတို့ကနောက်တစ်ပတ်လောက်နေမှာရောက်မယ်ဆိုတော့အဆင်မပြေဘူးဖြစ်နေပြီးတော့ဘာမှလည်း gain နဲ့ပတ်သက်တာမလွှင့်ပြစ်သေးတာเนาะမင်္ဂလာပါမင်္ဂလာပါရှယ်သမိုင်းเนาะ Okay အဲနောက်တစ်ခုကျွန်တော်ကြည့်အောင်ပါအဲနောက်တစ်ခုကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရရင် Ryan Giggs ကတော့ဒီ MODin ရဲ့ okay အဲ့ဒါမပြောခင်ကျွန်တော်တို့ဒီ ဟွာနဲ့ပတ်သက်ပြီးတော့စပြောအောင်ဗါလဲဂျိုနသန်ဒေးဗီးစ်နဲ့ပတ်သက်လို့ပေါ့နော်ဂျိုနသန်ဒေးဗီးစ်နဲ့ပတ်သက်ပြီးကျွန်တော်ပြောရရင်လက်ရှိထွက်ထားတဲ့သတင်းရသည် United တာဝန်ရှိသူတွေတော်တော်များများကတော့ပေါ့နော်အဲလာမဲယာဒီမှာလာမဲနူယာဒီအပြောင်းရွှေ့မှာပေါ့နော်နော်လာမယ့်ရနေရာဒီအပြောင်းအရွှေ့မှာဆိုလို့ရှိရင်ဂျိုနသန်ဒေးဗစ်ကိုခေါ်ယူဖို့ ਨੇ ပတ်သက်ပြီးတော့ကြိုးပမ်းမှုတွေကျွန်တော်ရှိနေတယ်ပေါ့ဒီကစားမဖြစ်သူကိုလည်းခေါ်ယူဖို့စိတ်ဝင်စားမှုတွေကျွန်တော်ရှိနေတယ်လို့ နော်ကျွန်တော်ဒီအတင်းဘက်ကလည်းအလွတ်နဲ့ခေါ်ယူလို့ရနိုင်မယ့်အခွင့်အရေးမျိုးဆိုတဲ့အခါကျတော့ဗောနော်အဲဘယ်လိုပြောမလဲအမှန်ကန်ကိုပြစ်မှတ်ထားနေရဗောဗျာအတင်းကတိုက်စစ်နေရမှာအားဖြည့်ဖို့လိုတယ်ပြည်ထနာကငွေလဲအများကြီးမတုံးနိုင်ဘူးဆိုတဲ့နေရာမှာဒီဘယ်လိုပြောမလဲဂျိုနသန်ဒေးဗစ်ကဘယ်လိုပြောမလဲအမှန်ကန်အတင်းဘက်ကတကယ်ထဲထဲဝင်ဝင်လှုပ်လှုပ်လာနိုင်တဲ့ဒါကစားမားတစ်ယောက်ဆိုပြီးတော့သူတို့ပြောထားတယ်ဗောနော်ဟုတ်တေရာတာကတော့ဗျာအကယ်လို့ဗောနော်အလွတ်ဆိုတိုင်းလဲဆွတ်ဆက်ခေါ်လို့တော့မရဘူး ဟုတ်တယ်မနော်အလွတ်ဆိုတိုင်းလဲဆွတ်ဆက်ခေါ်လို့တော့ကျွန်တော်မရဘူးဒါပေမဲ့လည်းလို့ဘာဖြစ်လဲဆိုတော့အတင်းရဲ့တိုက်စစ်မှာဆိုလို့ရှိရင်နံပါတ်1ကျွန်တော်တို့ကအာမခံချက်ရှိတဲ့ဗောနော် twin ကိုတွေကိုအာမခံချက်ရှိတဲ့ကစားမပြီးလို့ရှိရင်အတွေ့အကြုံရှိတဲ့ကစားမ senior player တယောက်ကိုကျွန်တော်ခေါ်ဖို့လိုတာဆိုတော့ jonathan davis ဒီ jonathan davis ဒီအဲ့လိုအဲ့လိုကစားမမျိုးပဲဒါပေမဲ့လည်းလို့ကျွန်တော်ပြောချင်တာကကစားမရဲ့ profile ဒီနီးပြဒီ amorian assistant နဲ့အဝန်ခွင့်ကြ ိတယ်မလားဆိုဘယ်လိုပြောမလို့ဒီရှိသလားပေါ့မရှိဘူးလားပေါ့ဒါကလည်းကျွန်တော်ရှိသေးတာဒီကစားမကဒီယာဒီမာလိုင်လီတွေ့လိုင်လီတွေ့24ပွဲကစားထားတယ်အဲ14ကိုတွင်းထားပြီးတော့3ကိုဖန်တီမှုပြုတ်လို့ထားတယ်ကစားမပါကနေဒါလည်းရွေးစင်မှာလည်းကျွန်တော်ကစားနေတာကတော့ဒါပြောစရာလူတော့မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲဒီသူကလည်းလာမယ့်ညရာဒီအပြောင်းအရွှေ့မှာစာချုပ်တရံကုန်ပါဗျာစာချုပ်တရံကုန်တာနဲ့ကိုရီ အပြောင်းရွှေ့မှာလိုအပ်နေတာတွေကကွက်တိဖြစ်ရောဘာငွေကြီးမှအကုန်ကြမရှိဘဲနဲ့ခေါ်နိုင်မဲ့အခြေအနေမျိုးပေါ့ဆိုတော့သူက2024 2025ရာသီမှာခုနကပြောသလိုပဲလီဂူဝမ်မှာ14ကိုတွင်ထားတယ်ချန်ပီယံစ်လိမ်မှာဆိုလို့ရှိရင်သူ14ပွဲကစားထားရတယ်ပေါ့နော်14ပွဲကစားထားတဲ့နေရာမှာ6ဂိုးတိသူတွင်ထားတယ်ချန်ပီယံလိမ်မှာ6ဂိုးတိတွင်တွင်ထားပြီးတော့4ဂိုးဖန်တီးထားတယ်ပြီးတော့14ပွဲမှာ73ဂိုးတိပါဝင်ပတ်သက်မှုရှိထားတယ်လို့ကျွန်တော်ပြောရမှာပေါ့ နော်73ကိုဒီပါဝင်ပတ်သက်မှုရှိထားတယ်ဒါ French Cup မှာဆိုလို့ရှိရင်လည်းပဲ DRD မှာ3ပွဲတိသူကစားရတယ်ဂိုးသွင်းတာတော့မရှိသေးဘူးဖန်တီးမှုတော့မရှိသေးဘူးဆိုတော့ဒါဟာ Jonathan Davis ရဲ့လက်ရှိအနေထားပဲအကယ်လို့ဒီကစားမဖြစ်သူရဲ့ profile ကအသင်းနဲ့ပေါ့နော်ဒီ Ambolin သွားခြင်းနဲ့ system နဲ့အဝင်ခွင့်ကြဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီကစားမကိုပဲအားဆိုင်ပြီးတော့ကျွန်တော်ဂျိုးပန်းတင်တယ်အဲ့တော့ဗျာပီတာအူစီမန်တို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါငွေကြီးရအများကြီးကုန်ကြမယ်เนาะငွေကြီးရအများကြီးကုန်ကြမယ်ကစားမားတွေမှာပါတယ် နာပိုလီဟာသူတို့မလူချင်တဲ့ကစားမဖြစ်နေတာတော့မှတန်60ဘာညာလောက်ထိကျွန်တော်တို့သွားမှာဗျာနော်တန်60လောက်ထိကျွန်တော်တို့သွားမယ်အဲပြီးလို့ရှိရင်တခြားဗီတာဂူဂရက်စ်တို့ဘာလို့ဆိုလို့ချင်းလည်းပဲထူမခြားနာအဲ့ဒီဝန်းကျင်ကျွန်တော်တို့သွားမှာပဲဘယ်သူကိုပဲခေါ်ချင်းခေါ်ချင်းဗျာအိုက်တဲ့ဈေးတက်တာဖို့ဆိုတာကမလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတာတိုက်စစ်ကောင်ကစားမတစ်ယောက်ကဒီဘက်ဒီဘက်ခင်မှာဈေးတက်တာလေဆိုတော့မရှိတော့ဆိုတော့အလွတ်နဲ့ရမယ်ဂျူနီတန်ဒေးဗီကတော့ဒါချွင်းချက်တစ်ခုပေါ့နော်အဲကြောင့်အတင်းနေနဲ့ တကယ်လို့ဂရာမာရဲ့ profile ကသာလိုချင်လို့နဲ့ profile လက်ရှိ Eric Amori နဲ့အဆင်ပြေတယ်ဆိုလို့ချင်တော့ကျူပန်းသိနေတယ်။ဒါပေမဲ့လို့ပေါ့နော်။ကစား profile အမှားကြီးကိုလည်းကျွန်တော်ခေါ်လို့မရအောင်ရှေ့ရာသီတွေမှာကျွန်တော်ဒုက္ခရောက်ခဲ့တာအဲ့ဒါကြောင့်ပဲ။ကစားမားတွေကနာမည်ကြီးတယ်၊ကောင်းတယ်၊နော်။ Okay ။ဒါပေမဲ့လို့အသင်းကိုရောက်လာတဲ့ခါကျတော့အဆင်မပြေတော့ဘူး။ကုသွားခြင်းနဲ့ profile နဲ့မကန့်ညီတာပြီးလို့ရှိရင် Premier League ရဲ့ပေါ့နော် physical demand ကိုမနိုင်တာ။ဒါမှမဟုတ်ဒီနေ့ကျွန်တော်ကတိုင်ပတ်နေရတာ။ ဆိုတော့ဟိုလက်ရှိမှာလည်းဂျိုနသန်ဒေးဗစ်ကိုခေါ်လိုက်လို့အသင်းမှာကြုံနေရတဲ့ပြဿနာတွေအကုန်လုံးကပြေလည်သွားမယ်ထင်ပါတော့ကျွန်တော်မပါဘူးဒါပေမဲ့တိုက်စစ်မှာဘယ်လောက်ထိဘယ်တော့ပြဿနာတွေပြေလည်သွားမလဲပေါ့ဒါတွေကျွန်တော်တို့ကြည့်ရမှာဆိုတော့ဂျိုနသန်ဒေးဗစ်ကတော့ပရိသတ်တွေကြားထဲမှာလည်းသဘောကျတဲ့ပလေယာတရားလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဆောင်းတော့ကျွန်တော်ကြည့်ရမယ်အလွတ်နဲ့ရနိုင်မှာဖြစ်တဲ့အတွက်အသင်းဘက်ကမကျူးပန်းမှုတွေကျွန်တော်ပြောလို့မရပါဘူးအပြိုင်ဆိုင်တော့ကျူးပန်းမှာပေါ့ဗျာနော်အလွတ်နဲ့ရမယ်ဒီလိုကစားမမျိုးဒီလိုတိုက်စစ်မှုမျိုးကို ကျွန်တော်တို့ဒီတသင်းလေးကနေပြီးတော့ AACC ခေါ်သွားနိုင်မယ့်အခြေအနေမျိုးတွေကျွန်တော်ရှိမှာမဟုတ်ဘူးတခြားကလပ်တွေဘိုင်းနဲ့ပြိုင်ခေါ်ရတာတွေကျွန်တော်ရှိမှာပဲဆိုတော့ညီကတို့ရဂျိုဒန်ဒေးဗစ်ကိုအသင်းအနေနဲ့အမှန်ကန်ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ကျွန်တော်ထင်ကြလားဆွေးနွေးကြအောင်ဆက်သွားမယ်ကောင်းနေဆရာကြီးနန်းနန်းကောင်းနေကောင်းနေကောင်းနေ NBC ရဲ့ကိုမင်းဟိုနီးကဂေါ်လီသွားထည့်တယ်ဆိုတဲ့မင်းမချမလို့သွားတက်သွားထည့်ရမလားမင်းမနောက်ပေါက်ကိုထည့်မလို့ငါသွားထည့်မလားလား United ကလည်းနော် Europa League ရဖို့ကတေချာတော့ရှိတယ်နော်လေရှောက်ရှောက်ပြောပြန်ပြီဆရာသမားကလည်းဟမ်ရှောက်ပြောပြန်ပြီနော်ဟိုဘာလို့ပြောမလို့ရှိမှဟိုကိုကြုံကိုတွေ့ရမယ်လိုင်ယွန်လိုင်ယွန်အသင်းလေအချိန်ကြီးလောသွားရှူးကြတယ်လားမသိဘူးလိုင်ယွန်လည်းသွားရှူးလိုက်အောင်လိုင်ယွန်ရဲ့လူစင်းကိုသွားရှူးလိုက်အောင် နော်ဒီရဒီမှာချာကီတို့ဘာတို့ကတအားချီသွမ်းပြနေတာအမ်လာကာဇက်တို့ဘာတို့ကဂိုးတွေသွင်းနေတာနော်ကိုတသိန်းနဲ့မကြည့်နဲ့ဆရာသမားကြီးကိုတသိန်းနဲ့မကြည့်နဲ့နော်တော်လောလောဆယ်မှာတော့နော်ဟိုစပါးကိုကျွန်တော်တို့နိုင်မလားစပါးကလည်းသူကနေသူ finality တက်လာမယ်ဗျာကဲခင်ဗျားတို့ပြောသလိုကဲကိုတွေလည်း finality တက်မယ်ထားအောင်စပါးကိုနိုင်မလားစပါးကိုဒီရဒီဘယ်နှကြိမ်တွေ့ပြီးတော့တကြိမ်မှမနိုင်ဘူးနော်ကိုတွေ့ရမယ့်အသိနဲ့လည်းတော့ရှိလာမယ်ဒါမင်းဒီနော်ကိုလူတွေကတော့ အဲဆိုတော့ဒီဂိုလီယွန်ကရောက်မလာသေးဘူးလားတဲ့နော်မရောက်မလာသေးပါဘူးအဲ EGD ကတဲ့ proven မဖြစ်သေးဘူးတော့ထင်တယ်ဗျာတဲ့နော်အဲ Manchester City ကတော့လက်ရှိမှာ Marmoch ကိုခေါ်သွားပြီပဲမာမိုးကိုခေါ်သွားပြီ။အုံမဲ့ခြေသွန်းနေပြဂိုးတွေသွင်းကုန်ပြီပဲเนาะတဖုံဖုံနဲ့အဝေးကနေเนาะဒီကောင်လေးတူတူပဲလေသူတို့နှစ်ယောက်စလုံးကအဲ့လိုပဲเนาะဇာဒီဒီချက်တော့ proven ဖြစ်လို့တော့မရဘူးလို့ထင်တာပဲ။တခုရှိတာဂျားထဲမှာတခုတော့ရှိတယ်ဗျာ။ကိုရီးယား Manchester City လို့မျိုးအထိုင်ကျနေတဲ့အသင်းမဟုတ်ဘူး။ ီလာနော်ကိုရီးယားမန်ချက်စတာစီးတီးလိုမျိုးပြီးတယ်မလားအသင်းလိုက်ကအချင်းကြီးကောင်းနေတယ်ပြီးလို့ရှိရင်ဘယ်လိုပြောမလဲကစားပုံရပါတော့တည်ငြိမ်တဲ့နေရာတစ်ခုမှာကျွန်တော်ရှိနေပြီးတော့ basically အားနေလို့ပြီးတယ်မလားအားဖြစ်လိုက်မယ်ဆိုတဲ့ပုံစံမျိုးလေးကျွန်တော်ဟုတ်မနေဘူးအသင်းကအရာအလုံးတိုင်ပတ်နေတာနော်အသင်းကအရာအလုံးတိုင်ပတ်နေတာအဲ့ဒီတည်းမှာမှဂူးသမားကလည်းမကောင်းဘူးနော်နောက်တန်းကတော့ထားပါအောင်တော့ဗျာ okay ဝင်းဘက်စီကအဆင်မပြေသေးဘူးကွင်းလေကအဆင်မပြေသေးဘူးနေရုံနံပါတ်ကအဆင်မပြေသေးဘူးတိုက်စစ်ကအဆင်မပြေသေးဘူးဆိုတဲ့ပုံစံဖြစ်နေတာ ဆိုတော့အဂီဒီဂီကိုခေါ်လိုက်လို့ကျွန်တော်တို့ကဟိုမန်ချက်စတာစီးတီးလိုမျိုးချက်ချင်းလက်ငင်းကြီးကစားမှလည်းအထိုင်ကြမယ် AEC လည်းပြစ်မယ်ဆိုတဲ့ပုံစံမျိုးတော့တွားမှာမဟုတ်ဘူးရရရရချင်းဒီကောင်ကတိုင်ပတ်အောင်မှာအဲအဲ့လိုမျိုးကြီးကျွန်တော်ဖြစ်အောင်မှာပဲဒါပေမဲ့ proven ကတော့ကျွန်တော်ဟိုဘယ်လိုပြောမလဲဖြစ်ပြီးသားလို့တော့ထင်တာပဲတခုတော့ရှိတာပေါ့ဗျာနော် AEC ကကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲဒီ Omar Mamouche ကိုနှစ်ယောက်ရှိတဲ့တဲ့မှာ Manchester City က Mamouche ကိုဘာကြောင့်ယူခေါ်သလဲပေါ့ပူကောင်းတဲ့ကစားမဖြစ်ရတဲ့တန်း90ကျော်လောက်ပြီးခေါ်သွားတာ နောက် physical physical ဘိုင်းရလဲကျွန်တော်တို့ကြည်ပါလားအများကြီးပူကောင်းတဲ့ကစားမှာ ball striking ဘိုင်းရလဲအများကြီးပူကောင်းတဲ့ကစားမှာနော်အဲ့လိုမျိုးဆိုတော့တောင်မှန်လဲကစားလို့ရတိုက်စစ်လဲကစားလို့ရတယ်ဆိုတော့သူကခေါ်သွားတာဆိုတော့ city မလို့ကျင်တော့တဲ့ကစားမှာကြံခဲ့တဲ့ကစားမှာကိုကိုရီးယားခေါ်ရမှာအဲ့တော့တေချာစဉ်းစားသင့်တယ်အသိဉာဏ်နဲ့သိတယ်မလားဘာသာပြောသလိုမျိုးပြေပြုဝင်မဖြစ်သေးတာမျိုးတော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်သူကနေသူတော့တက်တည်တော့ပြပြီးသွားပြီပဲလက်ရှိမှာဒီဗာလဲ front back မှာဆိုလို့ရင်သူတို့တိုက်စစ်နှစ်ယောက်ကတကယ်လုတ်ပြခဲ့တာ哦เนาะလက်ရှိသူလည်းပဲအခုလည်းပဲကျွန်တော်အနေနဲ့ အရင်ကြီးအဆင်ပြေတော့တာမျိုးမဟုတ်ပြီမလဲလို့မမိုးမရှိတဲ့နောက်ပိုင်းမှာသူလည်းပဲကောင်းနေစေပါပဲဒါပေမဲ့လည်းလို့ပေါ့နော်ဒီ PSG ကနေပြီးတော့အတိုင်းပက်ပြီးတော့ရောက်လာတဲ့ဟိုရောက်လာပြီးတော့အခုလည်းကြီး21ပဲကျွန်တော်ရှိသေးရေဆိုတော့စောင့်တော့ကျွန်တော်ကြည့်ရမှာပဲပရီးမီးယားလိမာကကစားမားတွေကအဝင်ခွင့်ကြားဖြစ်ဖို့မလွယ်ပါဘူးနောက်တစ်ခုပိုရှိတာကအဲအထိုင်ကျနေတဲ့အသင်းပါဆိုလို့ရှိရင်ပေါ့နော်လွယ်တယ်ပေါ့ဒါပါတော့ဟိုအခြေခံပုံမှန်နေနေရှိတဲ့အသင်းမျိုးဆိုတော့ချာကောင်းကောင်းရှိတဲ့အသင်းမျိုးမှာဆိုလို့ရှိရင်ကစားမားတယောက်အထိုင်ကျဖို့ကလွယ်တယ်ဗျာ ဟို EGDG လက်ရှိ Manchester City ပြောင်းကြည့်ပါလားအဆင်ပြေမှာပဲ United ကိုပြောင်းမယ်ဆိုလို့ရှိရင်တော့မသေးကြတော့ဘူးဦးမောင်မောင်မို့ဗျာ Manchester City ပြောင်းသွားတာအဆင်ပြေတယ် United ကိုပြောင်းလာမယ်ဆိုလို့ရှိရင်ပြေချင်မှပြေမှာအခုလောက်ဟုတ်တယ်မလားဘာလို့လဲဆိုတော့ကျွန်တော်တို့ဘာမှမသိရသေးဘူးကစားမနဲ့ပတ်သက်လို့နော်အသင်းနဲ့ပတ်သက်လို့ကလည်းဘာမှမသိရသေးဘူး Number 10တို့မှာတစ်ခါတလေ3ညင်3မယ်တိုက်စစ်မှာတစ်ခါတလေ3ညင်3မယ်ဒါမိုးလီလာမှာအဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲကိုရဲ့ကိုအသင်းကဗောနအနေဆုံးတော့ဗျာ structure ကောင်းကောင်းနဲ့ဒီ ဟို ACC အထိုင်ကြတယ်ဆိုလို့ရှင်တော့ကစားမားတွေအထိုင်ကြတာမျိုးကလွယ်တယ်ဗျာတည်တယ်မဟုတ်လို့ရှင်တော့ဘသူပဲဖြစ်ဖြစ်ပေါ့နော်အစ်စ်ရောက်လာတိုင်းကျွန်တော်တိုင်ပတ်ဖို့တော့ကျွန်တော်ရှိတယ်။ပြင်းစရာကြီးဗျာတဲ့နိုင်ငံပွဲစဉ်တွေမြင်မြန်ပြီးပါစေဆူတောင်းနေရတယ်တဲ့ဒီထဲမှာအင်္ဂလန်ပရိသတ်တွေပါတယ်မလားနော်သောမတ်တူချေရဲ့ပွဲစဉ်တွေကြည့်ကြလိမ့်မယ်နော်ပသောမတ်တူချေဘလူးကစားတယ်လဲဘလူးလဲတူချေအတင်ဘလူးဖြစ်တယ်လဲကြည့်တင်တယ်လို့ကျွန်တော်ထင်တယ်နီကောင်းနေမလားလေโอเคကောင်းပါလေခြေသမားနေပါလေကြာပြီလားတဲ့ခုမရောက်လာလို့အဲလောလောဆယ်တော့15မိနစ်နေပါတော့ကျွန်တော်ရှိပါပြီ ။စာချင်းတို့လည်းပြားတဲ့တိတ်အားမရပါဘူးတဲ့အသင်းမဝယ်ခင်ကပြောတဲ့စကားနဲ့ပိုင်ရှင်ပြစ်တာလည်းလုံးနေတဲ့ကမကန့်ညီဘူးလို့ထင်တယ်တဲ့နော်။အဲဘလူးမျိုးကိုပြောတာလည်းမသိဘူး။ဟိုမဝယ်ခင်ကပြောတဲ့စကားနဲ့မကန့်ညီဘူးဆိုတာလေ။ဘယ်ဘလူးဟာမျိုးကိုပြောတာလည်းမသိဘူး။ဘလူးစကားမျိုးကိုပြောတာလည်းမသိဘူး။လူတက်ပြီးတော့လူတိုင်းကတော့စာချင်းအခုစာရင်းတို့အခုလို့ရတဲ့အာရချင်တဲ့တခြင်းတော့ရှိတယ်လို့တော့မထင်ပါဘူး။ဒါပေမဲ့ brother ဘယ်စကားကိုပြောတာမှမသိလို့လေ အလွတ်နဲ့ရတော့ဗျာတော့ကောင်းတာပေါ့တဲ့နော်โอเคပါနူယာဒီဆိုလို့ရှိရင်ဗျာတဲ့ဆိုင်မွန်ကိုဦးစားပေးတင်နေတော့တဲ့ဆိုင်မွန်ကတော့အတင်းဘက်ကဦးစားပေးခေါ်တင်နေတယ်မှာပါတယ်ဒါပေမဲ့လည်းလို့ပေါ့နော်ဘယ်လိုပြောမလဲမလွယ်ဘူးမလွယ်ဘူးဆိုတော့တန်း60 90လောက်သူလည်းသွားမှာဟုတ်နော်ဒီ live zero ဘာလို့ကသူတို့ကိုယ်တိုင်ကိုက PGC ကနေပြီးတော့အလောက်ပေးခေါ်ထားလို့ပဲ PGC ကနေပြီးတော့ဂျာဗီဆိုင်မွန်ဘလောက်နဲ့မင်းခေါ်ထားရတာတော့မင်းသိလားဒီမလွယ်ဘူးဗျာသိလားပြအမျက်မထွက်သေးတော့ ်အမျက်မထွက်ဖဲနေတော့ဘယ်သူမှပြန်မရောဘူးသိလားတေချာတာတခုကတော့လေ PSG ကနေပြီးတော့ဇာဗီဆိုင်မွန်ကိုဘလောင်းနဲ့ခေါ်ထားတယ်လေပြောပါခဏလေးလာမော်ရဲခဏနော်ဒါတော့ဒီမှာဈေးကွက်တန်ကြီးယူရိုတန်း80ရှိတယ်ဗျာဇာဗီဆိုင်မွန်ကနော်ဇာဗီဆိုင်မွန်ကယူရိုတန်း80ရှိတယ်အဲ PSG ကနေ live ကြီးကယူရိုယူရိုယူရိုတန်း90ပေးပြီးတော့ခေါ်ထားတာအငှားတွေ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 ခေါ်ပြီးတော့ယူရိုတန်း90ပေးပြီးတော့ကျွန်တော်ခေါ်ထားတာသိလား မ်ဆိုတော့ယူရိုတန်း90ပြီးပြီးတော့ခေါ်ထားတဲ့ example ကိုတန်း60လောက်နေတော့ပြန်ရောင်းညင်မှာရောင်းပါတန်း80လောက်ထိတော့သူတို့အနည်းဆုံးတန်း30လောက်အမြင့်ကျန်မှာပဲသူတို့ရောင်းကြမှာပဲဆိုတော့ဟိုဘယ်လိုပြောမလဲဈေးကြီးတဲ့ example တွေတော့ကျွန်တော်ကတော့တကယ်တမ်းပြောမျှော်လင့်ချက်အများကြီးမရှိဘူးသိရမလားဟိုတန်းတန်း80ဆိုလို့ရှိရင်ဗျာနှစ်နေရာလောက်ကျွန်တော်နေနဲ့ခေါ်လို့ရတယ်သိရမလားအဲ့လိုမျိုးဆိုတော့စောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေเนาะအတင်ဘက်ကဒီသူတို့က ကစားသမားတွေမှာကောင်းနေဆိုတဲ့သူတွေတိုင်းကို Ineos ရဲ့လက်အောက်မှာအတကွန်ခေါ်ကြမယ်ဟိဆိုတဲ့ပုံစံမျိုးမှာမဟုတ်တော့တာဆိုတော့မင်္ဂလာပါတဲ့ If Football Sony လို့နောက်ကြနေတာဗျာတဲ့နော်โอเคပါကိုမင်းခင်ကျော်ချစ်သူများညီမတွေ OC Man ထက်ဗျာတဲ့ Griezmann ပူကြိုက်တယ်တွေ့ကြုံနေရှိတယ်ဆက်သမား Griezmann ကဘိုးဘွားရေးတာရောက်တော့မယ်တွားလဲကြည့်လိုက်အောင်တော်ပြီပေါ့တော်ပြီတော်ပြီနေတော့နေတော့နော် Griezmann တို့ဘာလို့ဘာလို့တော်မှာတော့နော်နော်ဟိုဘာလို့ဘာလို့မှာတော့နော် Griezmann တို့ဘာလို့ဟုတ်တော်မလားနော်အဲ နော်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 ခဏကဟိုဗာလဲဟိုအရုပ်ပြောတာရှိတယ်လေဗာလဲဗာလဲဗာလဲခဏလေးခဏလေးဒါမောရေ Ryan Kit ပြောတဲ့ဟာကိုကျွန်တော်ကြည့်နေ Ryan Kit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  ီဂီယာပြန်ခေါ်လို့မရတော့ဘူး။ဒီကျွန်တော်တော့ဗျာဟိုထွက်ပြီးသားကစားမတွေပြန်မလို့ခြင်းပါဘူးမှန်တယ်ပြောရင်။နော်ထွက်ပြီးသားကစားမတွေပြန်မလို့ခြင်းပါတော့နော်။ဟိုမဟုတ်လေတရားနောက်ထပ်တရားဒီ200ဒီလောက်ဆိုလို့ရှိရင်ဒီဂီယာတို့ပြန်ခေါ်လဲပဲအစားထိုးရတော့မှာပဲလေ။ကျွန်တော်ကတော့ဟိုဂူဒမာကောင်းကောင်းငငယ်နေပဲရားကျင်နေဗျာဒီလား။ပြန်ပြန်ပြန်ခေါ်ရင်မလုပ်ဘူးလေဗျာနော်။ဒီဂီယာကိုထုတ်ခဲ့ရတယ်ဆိုတော့အကြောင်းရင်းရှိရဗျာ။ကျွန်တော်တို့ဒီဂီယာကိုဘာကြောင့်ထုတ်ခဲ့လဲ။နော်ကောင်းနေရနေတော့ဘယ်သူမှမထုတ်ဘူးဗျာ နော်ကောင်းနေရနေတော့ဘူးမှမထုတ်ဘူးသူကသူအားနေချက်တည်းရှိလို့ဒီဂီယာကိုထုတ်ချိန်တန်လို့ကျွန်တော်ထုတ်ခဲ့တာဒီဂီယာကိုထုတ်ပြီးတော့ဦးနနာကိုပူကောင်းမလားဆိုတဲ့သိရမလားမျှော်လင့်ချက်နဲ့ကျွန်တော်တို့နေသားခန့်ခဲ့တာအော်ခေါ်ခဲ့တာဗောနော်ပူမကောင်းမလားလားဆိုတော့ဟိုပူကောင်းမလားမတော့ဗျာပူကောင်းလာနေတဲ့နောက်ထပ်ကစားမတယောက်ကိုပဲကျွန်တော်ကျူးပန်းနေတယ်ဒီဂီယာတို့ဘာလို့ကိုပြန်ပြီးတော့ခေါ်တာမျိုးတဲ့စာလို့ရှိရင်လीနော် ဇာဗီဆိုင်မွန်ကားတဲ့လီဗာပူးနဲ့လည်းသတင်းတွေထွက်နေတယ်နော်တဲ့အောက်တဲ့ဆန်တပိုင်းနော်ဇာဗီဆိုင်မွန်ကအဲလီဗာပူးနဲ့လည်းသတင်းတွေတော့ကျွန်တော်တို့ထွက်နေပါတယ်ဒါကြောင့်ဒါကြောင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဟိုတိတ်ပြီးမျှော်လင့်ချက်မရှိဘူးဆိုတာကျွန်တော်ပြောတယ်အခြားမဟုတ်ဘူးဗျာအဓိကပိုက်ဆံပဲကိုအသင်းမှာကညီကလူဟို Amorino ပါတော့ပေါ့နော်ဟိုကြားတဲ့အတိုင်းပဲပြောပြောတာကြားတဲ့အတိုင်းပဲကစားမတွေခေါ်ဖို့အတွက်အသင်းကအရင်ရောင်းဖို့လိုတယ်တဲ့အဲ့ကြမှာတော့ကျွန်တော်တို့ဘလို့ဘလို့သွားမျှော်လင့်ချက်ရှိတော့မလဲကျွန်တော်ဟိုတနေ့ကဒီဟိုတနေ့ကကျွန်တော်ဒီဘယ်လိုပြောမလို့ အဲ Red Devil Podcast လာမသိဘူးဗောနော်ကျွန်တော်ဒီ Athletic ကနေလုတ်တယ်လေ Podcast ကိုကျွန်တော်နားထောင်ရင်းနဲ့ဒီဗာလဲဟွာလို့ပြောနေတာအတင်းရဲ့ဘန်နာကြီးပိုင်းကြီးဗောနော်ပြောနေတော့တော်တော်ကိုစူးစူးဝါးဝါးပဲလက်ရှိဖြစ်ပြနေတာတွေကဆိုတော့ຫນွေရည်ပြောင်းရွှေ့မှာအလွတ်နဲ့2ယောက်3ယောက်ခေါ်ရင်ကိုပဲတိတ်အံ့ဩစရာမရှိဘူးဆိုပြီးတော့သူတို့ပြောထားတာတွေပါရှိတယ်ဆိုတော့အတင်းရဲ့ဘန်နာကြီးကိစ္စကြောင့်ကျွန်တော်တွေးကြည့်ရင်လာမယ့်ຫນွေမှာကစားမ4ယောက်ခေါ်ရင်2ယောက်ကမင်းအလွတ်တွေနဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒီလား2ယောက်ကတော့ တန်း30တန်းတန်း40တန်းကစားမားလေးတွေဖြစ်ပြီးတော့ကျန်တဲ့နှစ်ယောက်ကအလွတ်တွေပါလေဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့ကတခုပြင်ဆင်ထားအဖို့ရှိတယ်ကိုပရိသတ်တွေနေနဲ့နွေရာသီအပြောင်းရွှေ့မှာအများကြီးမမျောလေးနဲ့တေချာပေါက်ကတော့အပြောင်းရွှေ့ကမှာကျွန်တော်တို့နေတဲ့အပြောင်းလေးတွေတော့ကျွန်တော်လုံးဝမယ်ညီကလို့တိတဲ့အတိုင်းပဲပြာအခုကလိုအပ်ချက်တွေအများကြီးလေးအသင်းမှာဒါပေမဲ့လို့ဟိုငွေကြီးပိုင်းအခက်အခဲကြောင့်ပေါ့နော်ထင်တယ်လို့ဖြစ်မလာဘူးလို့လည်းမျောလင့်ထားအဟုတ်ပြောတာအဟုတ်ပြောတာကျွန်တော်ကတော့ဘယ်ပြောမလဲဒီသတင်းတွေပါတင်နေတဲ့သူဆိုတော့ခါကျတော့ကိုသိနေပတ်တယ်လို့ရှိရင် နော်အမှန်ကန်အပြောင်းလဲတွေလှုပ်စီခြင်းနဲ့ဗျာမှန်တယ်ပြောမြင်ခြင်းနဲ့သိတယ်မလားတကယ်တကယ်ဟာဟိုလူကိုခေါ်မဲခေါ်ခေါ်ဖို့လှုပ်လိုက်တာမျိုးဒီကောင်တိုက်စစ်ကိုအားဖြစ်လိုက်တာမျိုးနောက်တန်းအားဖြစ်လိုက်တာမျိုးအဲ့လိုမျိုးတွေအမှန်ကန်မြင်ခြင်းတာအကိုတကိုတင်းရဲ့လက်ရှိခြင်းတွေကိုကြည့်တော့ကိုအသင်းရဲ့ကစားသမားကိုအရင်ရောင်းရောင်းလို့ရတဲ့ငွေနဲ့မှအပြောင်းရွှေ့လှုပ်လို့ရမယ်ဆိုတဲ့အခါကျတော့ okay ကစားသမားခေါ်ဖို့ဆိုတာတည်းငါတို့ကာနာချူကိုပဲရင်ရောင်းရမလား ပြန်မလာပြီလို့ရှင်ကိုဘီမင်းကြီးကိုပဲအရင်ရောင်းရမလားဆိုတဲ့သတင်းမျိုးကိုပဲကျွန်တော်တို့ကအရင်ဆုံးစောင့်နေရမယ့်ပုံစံမျိုးဖြစ်နေတယ်။ကိုအသင်းကစားမတွေမရောင်းနိုင်မချင်းဘဲအပြောင်းရွှေ့မှန်ဒီငွေပေးပြီးတော့ခေါ်လို့ရမယ့်အပြောင်းရွှေ့တွေဆိုမျှော်လင့်လို့မရအောင်ဖြစ်နေတယ်။တကယ်တွေးကြည့်ရင်ဗျာဘာဘာမှမမအားရကြည့်နေဆရာမရှိဘူးသတင်းတွေကဒီလားငွေမရှိဘူးဆိုတဲ့သတင်းတစ်ခုပေါ့နော်အဲကိုကစားမကိုအရင်ရောင်းပြီးမှရတဲ့ငွေနဲ့ပြန်ဝယ်မှရမယ်ဆိုတဲ့သတင်းတစ်ခုကိုကျွန်တော် ြည်လိုက်တာနဲ့တွေ့နိုင်နေပြီ။မိန်းနူးကိုရောင်းရင်ရောင်းမဟုတ်ရင်ကနာချူကိုရောင်းအိုက်ကောင်လေးကိုရောင်းလို့တန်း60လောက်ရတယ်ဆိုလို့ရှိရင်နောက်ထပ်300လောက်ပြန်ခေါ်လို့ရတယ်။ Okay ငါတို့အရင်ဆုံးရောင်းမယ်ဆိုတဲ့ပုံစံမျိုးအဲ့မတိုင်ခင်အပြောင်းရွှေ့ဒီမမျောလင်းနဲ့ဆိုတဲ့ပုံစံမျိုးဖြစ်နေတာ။တရင်ကတော့ဗျာအတိတယ်မလားနော်။တရင်တရင်တရင်ထွက်တာတွေဒါကောလာဟာလာတွေဘာတွေလဲဖြစ်မှာပေါ့အတိတယ်မလားနော်။ဟိုဘောလုံးလောကဆိုတာဒီတိုင်းပဲဟိုနော်ဟိုမင်းအဲ့ဒါမှမဟုတ်လို့ရှင်တော့တရင်မကြည့်ကြနဲ့ပေါ့ဒါပဲရှိရပဲတရင်ကတော့ထွက်မှာပဲနော်တရင်ကတော့ထွက်မှာပဲ ဆိုတော့ဟိုဒါပေမဲ့လို့ပေါ့နော်ထွက်တဲ့တင်းတွေကဘယ်လိုဘွားတော့ရှိတာပေါ့သိတယ်မလားအဲတိတ်တော့မျောလင်းကြတော့အများကြီးတော့ထားလို့တော့မရဘူးတော်ကိုကျင်းနေဆရာတိတ်မရှိတာပေါ့နော်အာပြက်ဆရာပြားသေးလားတကယ်တမ်းတွေးကြည့်လိုက်တင်းကအမှန်တမ်းတွေးကြည့်လိုက်အာပြက်ဆရာလျှောက်ပြီးတော့တော့ပြောနေလို့ရတယ်ဗျာငါငါတို့သင်ရတော့ဟိနော်တန်းပလောင်တွေဟိုကောင်ကခေါ်มาတဲ့ဘာတွေပေါ့ကဲတွေးကြည့်လို့ရှိရင် reality center တွေကိုကျွန်တော်တွေးကြည့်ရရင်တိတ်အာရကျင်းနေဆရာအများကြီးမရှိဘူးသိတယ်နော်အဲ့လိုတော့ရှိတယ်ဆရာသမားကြီးနော်အဲ့လိုတော့ရှိတယ်ဆိုတော့ ဟမ်ဆိုတော့ဂျွန်နသန်ဒီဗစ်ကားတဲ့မာရှယ်လူမျိုးကစားတာဗျာโอเคပါအဲပွဲတန်းလေးလို့တဲ့အင်အားအပြည့်နဲ့အကုန်ကြိုးစားပြီးကစားနေတာတဲ့ဒီလစ်နဲ့ဘရူနိုလောက်ပဲမြင်နေတယ်ကျွန်တော်တော့ချုပ်ကစားမယ်သူတို့လည်းကြိုးစားကစားတင်နေတယ်ထင်တယ်โอเคပါ UCN ဝင်မလားပြတဲ့နောက်နှစ်ကားတယ်เนาะ Europa League ဝင်ပြီးတော့เนาะ Europa League ရပြီးတော့ဝင်ဝင်မဟုတ်ရင်တော့မျှော်လင့်ချက်မရှိပါဘူး Europa League ရဖို့ကလည်းမလွယ်ပါဘူးเนาะဆိုတော့ UCN ဝင်ခွင့်မျှော်လင့်ချက်က80ရာခိုင်နှုန်းလောက်ကเนาะမရှိပါဘူး UC ရဝင်ခွင့်က80ရာခိုင်နှုန်းတော့ကမျောနေချက်မရှိပါဘူးเนาะဒိုဂူအချင်းကြီးပြဒိုဂူအချင်းကြီးကဘာမှမရှိဘူးလေဒိုဂူအချင်းကြီးကဘာမှဘာမှမရှိဘူးဆိုတာ तू ကပွဲပယ်တာပြည့်ပြီလေเนาะပြည့်ပြီလေအခု तू ဒိမ့်မဲ့လက်ရွေးစင်မှာ तू ကစားနေတယ်လေပြည့်ပြီဆိုတာနဲ့ तू ပြန်ပြီးတော့လာတော့မှာပေါ့ဗျာเนาะပြန်ပြီးတော့ तू ကစားတော့မှာပေါ့နာ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 โอเคဆိုတော့ဒီ အမိုရင်ရဲ့လက်ရှိအခြေအနေကို Ryan Gig ကတော့သုံးသပ်ထားတာလေးတွေရှိတယ်။သူပြောထားလေးဆိုတော့ပထမဆုံးအနေနဲ့ကွင်းထဲကရက်လက်တွေကတော့ဘယ်တော့အမိုရင်ခြေနေနဲ့ကျွန်တော်ကြည့်ရင်တိတ်ကောင်းမနေဘူးပေါ့။အတိုင်းမဲ့လို့ Ruben အမိုရင်ကိုသူတော်တော်လေးသဘောကျတယ်။သူကောင်းကောင်းလှုပ်ပြနိုင်လိမ့်မယ်လို့လည်းသူထင်တယ်ပေါ့နော်။သူ့မှာခက်ခဲတဲ့လှုပ်တစ်ခုကိုတောင်းအောင်ယူထားရတာပေါ့။ United နီးပြဆိုတာကမလွယ်ဘူးပေါ့နော်။သူ့ကိုထောက်ခံပြီးတော့ဆက်လက်အားပေးဖို့လိုတယ်လို့လည်းကျွန်တော်ထင်တယ်။ ဝင်တွင်အောင်မြင်မှုတွေပြန်လည်ယူဆောင်လာဖို့ကအချိန်အတော်ကြာနေတာကမှန်နေပေါ့ဒါပေမဲ့လို့ကျွန်တော်မြင်တာကတော့သူ့သာသူ့သာစပုတ်ကောင်းကောင်းရလို့ရှိရင်အောင်မြင်မှုအခွင့်အရေးကောင်းတစ်ခုရှိနေတယ်လို့သူယုံကြည်တယ်ပေါ့နော်အမိုရီနီနဲ့ကသူ့အလုပ်ကဘလောက်ခက်ခဲမေးဆိုတာအသင်းကိုသူတကယ်မရောက်ခင်တော့ကမတိခဲ့ဘူးလို့သူမထင်ဘူးပေါ့နော်သူတိခဲ့မယ်ဘလောက်ထိဒီအသင်းကခက်ခဲနိုင်လဲဆိုတာဒါပေမဲ့လို့သူသူ့အနေနဲ့ပေါ်တူဂီမှာဆိုလို့ရှိရင်လည်းအောင်မြင်မှုတွေရရှိခဲ့ဘူးတဲ့သူတယောက်ဆိုတာလည်းကျွန်တော်ထင်ထင်ရှားရှားပဲပေါ့ဗျာသူတပြင်သူကဘယ်လိုပြောမလို့ ိုလိကူအနိုင်ရဖို့ပဲပေါ့နော်ပွဲတွေအနိုင်ရဖို့ဘာတွေလိုအပ်တယ်ဆိုတာသူကောင်းကောင်းသိလိမ့်မယ်ပေါ့နော်အဲလိုအပ်တဲ့အခါလိုအပ်တဲ့ဝေဖန်ပြောဆိုမှုတွေလည်းသူလောက်တာတွေလည်းကျွန်တော်ရှိရေပေါ့ဒါကြောင့်သူစီကကောင်းမွန်တဲ့ကရစ်မာနဲ့ဒီကိုကြီးကိုသွေးကိုခံစားရတယ်ပေါ့နော်သူ့ကိုဆက်လက်ထောက်ခံပေးကြဖို့ပဲသူ့အနေနဲ့မျှော်လင့်နေပေါ့ဗျာဆိုတော့ခြုံကြည့်ရရင်တော့လောလောဆယ်မှာကွင်းထဲကရက်လက်တွေကောင်းမနေပြီမဲ့လေလို့သူ့အမြင်ရအမ်မိုရင်ဟာယူနိုက်တက်မှာစပိုးတင်တာကောင်းကောင်းရရင်အောင်မြင်နိုင်ချေရှိတဲ့နည်းပြတစ်ယောက်လို့သူထင်နေဆိုတဲ့သဘောပဲဆိုတော့အတင်းတာဝန်ရှိသူတွေရဲ့ဘက်က stretcher ကောင်းကောင်း supporting ကောင်းကောင်းနဲ့ကျွန်တော်တို့ဒီလုတ်ပြနိုင်ဖို့ပဲအမှန်တမ်းကြက်လက်ရှိမှာကျွန်တော်ပြောရလို့ရှိရင်လည်းပဲ MOD မှာကသူ့ခံယူချက်သူ့ရဲ့အည်သွေးနဲ့သူသူရှိတာပဲဒါပေမဲ့လို့ကျွန်တော် Ineos ကဘယ်လောက်ထိထောက်ခံပေးနိုင်မှာလဲဘယ်လောက် support ပေးနိုင်မှာလဲပေါ့ Winbacks လိုတဲ့နေရာကိုဗျာ Winbacks နဲ့အားဖြစ်ပေးနိုင်မှာလားအင်းနော်ဆိုတော့ဒီတိုက်စစ်မှာကောဘလူတိုက်စစ်မှုမျိုးနဲ့အားဖြစ်ပေးမှာလဲ Nero Neverton တို့နော် Central Midfielder တို့ဟလာပြီးလို့ရှိရင် Left Center Back တို့ Central Center Back တို့လူကစားမတွေ ဂိုကီပါတွေဘယ်လိုမျိုးတွေသူအားဖြစ်ပေးနိုင်မှာလဲဆိုတော့တေချာပေါက်ကတော့နီယာအကုံလုံးကိုတပြိုင်တည်းဝုန်းဆိုပြီးတော့ကျွန်တော်တို့မျှော်လင့်တယ်လို့မျိုးအားဖြစ်ပေးနိုင်တယ်မျိုးကျွန်တော်မရှိဘူးဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဟိုဘယ်လိုလုံးတက်နိုင်နေများဆိုလို့အကောင်ဆုံးနေရာတွေတော့ကျွန်တော်အားဖြစ်ပေးရမှာပဲအကောင်ဆုံးပုံစံမျိုးနဲ့ဒါမှဒီနီးပြကအဆင်ပြေရကြမှာလေဇန်နဝါရီလုံးကလို့အချိုးမျိုးတော့ချိုးလို့မရဘူးဇန်နဝါရီလုံးကကျွန်တော်တို့အနေနဲ့ဘာမှန်တော့မှထူးထူးခြားခြားကြီးမရှိခဲ့ဘူးအားဖြစ်ပြီးတာဗျာသိတယ်မလားနောက်ပိုင်းမှာလည်းဖြည်းဖြည်းချင်းနဲ့တော့သူ့အနေနဲ့သူ အမိုရင်းရဲ့ညီသားတွေကအံဝင်ခွင့်ကြဖြစ်လာတဲ့ပုံပေါ်လာတယ်လို့ခန်းစားရတာပဲစောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေနောက်တစ်ခုရှိတာကဘယ်လိုပြောမလဲနောက်တစ်ခုရှိတာကကျွန်တော်တို့ပြည်သက်တွေက reality ဆိုလက်မခံကျင်ကြအောင်သိတယ်မလားဘာလဲဆိုတော့ဟာတရင်တွေကကြီးနေအားနဲ့အားရစရာမရှိဘူးလို့သိတယ်မလားဟာမျောပြောလိုက်လို့ရှိရင်တော့ဘယ်ကောင်မှအတင်းနဲ့အဆင်မပြေတော့တဲ့ပုံစံမျိုးလို့ဘာလို့တကယ်လဲအဲ့လိုလည်းဟုတ်လဲဟုတ်တာပဲတရင်တွေအားရကျင်နေစရာမရှိဘူးဆိုတာကကျွန်တော်တို့ကဟိုခင်ဗျားတို့စိတ်ကြိုက်လိုက်ပြောနေလို့တော့မရဘူးလေဟုတ်တယ်မလားเนาะကျွန်တော်တို့လက်ရှိအတင်းရဲ့အနေထားကလည်းခင်ဗျားတို့တွေ့နေရတာပဲ ဟုတ်တယ်မလားနော်ပြီးလို့ရှိရင်လည်းပဲဟိုဘယ်ကစားမှမမင်းအတင်းနဲ့အစင်ပြေမပြေတော့ဘူးလို့ပြောအောင်ကလည်းကျွန်တော်ရှိမှခေါ်ခဲ့တဲ့သူတွေထဲမှာပြီးခဲ့တဲ့ဆယ်စုနှစ်တခုလုံးတော်တွင်ပြအတင်းတွေကအတင်းမှာကစားမတွေ1ဘီလီယံနီးပါးကျွန်တော်တုံးခဲ့တယ်လက်ညှိုးထိုးပြပြီးတော့ဒီကောင်ကတော့အချိန်ကြီးကောင်းခဲ့ပါတယ်ဆိုတာမင်းမင်း၅ရောင်မရှိဘူးအခုပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုပဲအရင်ကြီးကောင်းပါတယ်ကွန်စစ်စတန့်ဖြစ်ပါတယ်ဆိုတဲ့ပလီယာမျိုးမင်းဘယ်လိုဘူးရှိလို့တော့ ဟုတ်တယ်မလားနော်ပြီးခဲ့တဲ့200ဒီပြန်ကြည့်ပြကျွန်တော်တို့ခေါ်ခဲ့တဲ့နေရာမှာကစားမားတွေတော့ခေါ်လိုက်တာပဲတန်း40တန်း50ဒါပေမဲ့လေလို့ကျွန်တော်တို့အနေနဲ့ဘလို့ဘယ်နှယောက်မှမှကျွန်တော်မရှိရဟုတ်တယ်မလားနော်အဲ့လိုမျိုးဆိုတော့နော်ကျွန်တော်တို့အနေနဲ့ကြိုက်တာမကြိုက်တာတော့ဗျာနော်ဘလို့ပြောမလို့ဟိုခင်ဗျားတို့ကြိုက်အောင်ရွေးပြောနေတာလည်းမဟုတ်တဲ့ခါကျတော့မတက်နိုင်ဘူးသို့တော်လည်းပဲဒါကလက်ရှိအသင်းရဲ့အခြေအနေပဲကြည့်ရမယ်နော်အဲ့လိုတော့ကျွန်တော်ရှိတယ် blue ads ကိုမရနိုင်ဘူးလားတဲ့ဒီဘက်ကဘာဟိုဘာ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  blue ads ကိုဘာဘာတွေဘာတွေမျှော်လင့်ပြီးတော့မရနိုင်ဘူးလဲပြောနေတော့ဆရာလေဘာဦးကစားမဘလို့ကြာနေမှာနော်ဒီဘာဦးကစားမကိုကျွန်တော်ဘလို့ခေါ်မှာတော့အမ်ဂိုးမားနေရာတွေပြားတယ်ဂျပန်ဂိုးမားတဲ့ Suzuki ကိုခေါ်စီကျင်လာတယ်နော်အရင်200ကြီးကျော်လောက်တုန်းကတော့အတန်ထွက်တဲ့ဂိုးမားပေါ့ဗျာကနာချိုးတဲ့ဒါမှမဟုတ် main new ratio sancho 3ရောက်တော့ပေါ်ပြီးတော့တရားလောက်ရရင်အဆင်ပြေနိုင်မယ်ထင်နေတဲ့အပြောင်းရွှေ့၃စိတ်တွေတဲ့နော်။ Okay ပါကျေးဇူးများတင်ပါတယ်။ ာဆင်နယ်ဖန်ပါတယ်ဒါပေမဲ့ကိုမင်းကိုအများနဲ့ကြည့်ပြပါတယ်โอเคကျေးဇူးများကြီးတင်ပါတယ်ပိုလီစီရရင်ကိုအူလီစီရရင်ကောင်းပြီဗျာနော်အဲ့ကျမတော့ဗျာဘလို့လို့တွေးနေတော့မှာတိုက်စစ်မှာဟယ်ရီဂိန်းဟုတ်လားတိုက်စစ်မှာဟယ်ရီဂိန်းဟမ်ကွင်းလယ်မှာပက်ထရီတို့ဟုတ်လားပြီးလို့ရှိရင်ကျွန်တော်တို့နေနဲ့ဟမ်ဟိုတခြားသူများကွင်းလယ်ကစားမားတွေလေတိုက်စစ်မှာပက်ထရီဟောကွင်းလယ်မှာပက်ထရီတို့ဟုတ်လားပြောရှင်ရူဒီဂူဒီပေါ်တို့နော်နောက်တန်းကလည်းပါလေဗန်ဒိုက်တို့နော်ရူဒီဂါတို့ဟဟလား တွေ့ရှိရင်တိုက်စစ်ကလည်းဗာလဲဗီနီရှဲဂျူနီယာတို့ဟာလားနော်အဲ့လိုဒီပဲလိုက်မျောလင်းတော့မှာပေါ့မင်းရလေနော်ပြောလို့အူလီစီတို့ဗာတော့ဘလို့မျောလင်းတော့မှာတော့နော်အဲ့လိုလိုဂျင်နဲ့တူတူပါတော့လေဟုတ်တယ်မလားနော်ဟိုဗာလဲဂိန်းနီယာလိုအိုင်ကွန်ကစားမားတွေပဲမျောလင်းတော့မှာပေါ့ဟုတ်တယ်မလားနော်အဲ့အဲ့လိုပဲမျောလင်းရတော့မှာပဲလေအကုန်ရကျင်နေတာပေါ့နော်မရနိုင်တဲ့ကစားမားတွေနော်အကုန်ရကျင်လို့တော့မဖြစ်ဘူးဆရာသမားကြီးနော်ဖြစ်ဘူးမလီမလီ အဲအတင်းကိုတဲ့ကာတာတွေရသွားရင်ပူကောင်းမယ်ပြားတယ်နော်အဲအဲ့ဒါကလည်းကျွန်တော်တို့နေတဲ့ဒီပုံသေးကြီးတော့ပြောလို့တော့မရပါဘူးနော်ဒီကောင်တွေလည်းမင်းရလာလို့ရှင်သူတို့ပြောသလိုဟုတ်ချင်မှာဟုတ်မှာပဲလေတည်တယ်မလားနော်ကဲပါဆက်သွားတော့ကြီးကြီးများကြီးပါလေဆိုတော့ဒါကတော့လောလောဆယ်မှာကျွန်တော်ဒီမိနစ်မနက်ခင်းပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့ဗျာနေခင်းမှာလည်းအတင်းနဲ့ပတ်သက်တဲ့သတင်းတွေရှိသေးတယ်ဆိုလို့ရှင်ကျွန်တော်ထပ်ပြီးတော့တင်ပြပါမယ်ကြီးနေတဲ့ညီကိုလေးဒါ900နီးပါးရှိပါတယ်တယောက်ချင်းစီတဲ့ကိုကြီးကြီးများကြီးပါလေ ဘဝမချင်ပါလေပဲကျွန်တော်တို့တင်းနေရတယ်မဟုတ်ဘူးနော်နိုင်ငံပွဲစဉ်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲသင်းရင်ကိုကျွန်တော်ကပွဲကြုံသွင်းတဲ့ချက်ကျွန်တော်ပါလေလုပ်နေတယ်ဆိုတော့လာပြီးတော့ကြည့်ကြည့်ကြပါဦးကြည့်ရှုပါပြန်ကြည့်အများလုံးကိုကြည့်စီများကြီးဒီမှာလေ